အားလုံးမင်္ဂလာပါမန်ချက်စတာယူနိုက်တက်ကဘရိုင်းယန်အမ်ဝဲမှုအပြောင်းရွှေ့ကိုဇူလိုင်9ရက်နေ့ pre-season tour မတိုင်ခင်အပီးတပ်ဖို့မျှော်လင့်ထားတယ်ဆိုတော့ Fabrizio မှာလည်းဖော်ပြထားတယ် David Onsen ရဲ့ report ရလည်း Man United ကဘရိုင်းယန်အမ်ဝဲမှုကို ပေါင်းတန်း60ကျော်တဲ့ total package နဲ့ကမ်းလှမ်းထားပြီးဖြစ်တယ် Brentford ကအခုလောလောဆယ်မှာသူတို့ရဲ့နီးပြတဲ့ Key Andrew ဆိုတဲ့တယောက်ဒါ Thomas Frank နေရာမှာအစားထိုးဖို့ရည်ရွယ်ထားသူဖြစ်ပြီးတော့သူကအရင်တုန်းက Brentford ရဲ့ Thomas Frank နီးပြအဖွဲ့ဝင်တဲ့ကဒါ set piece coach ဖြစ်တဲ့သူ့ကိုနီးပြဖြစ်ခန့်ပြီးတာနဲ့အပွဲမှုအပြောင်းအရွှေ့ဖြစ်နိုင်တယ် United ကတော့ရှင်းရှင်းလေး Man United ကဇူလိုင်9ရက်နေ့မှာသူတို့ pre-season tour သွားတဲ့အခါမှာ Brian အပွဲမှုကိုတခါတည်းခေါ်ယူသွားဖို့ပြင်ဆင်ထားတယ်ဆိုတော့ Matias Cunha နဲ့အပွဲမှုအပြောင်းအရွှေ့ကိုပဲသူတို့အပြီးတတ်နိုင်ဖို့လုပ်ပြီးတော့မှလိုအပ်မှ striker တယောက် နောက်ခံဒီကိုသမားတယောက်တော့စဉ်းစားဖို့ရှိတယ်လို့ဆိုပါတယ်